ကဘာပေါ်မှာနေရအနှက်မှာမြင်တွေ့ရပြီးအန္တရာယ်ရှိတဲ့မျိုးစိတ်တွေမှလည်းပါဝင်တဲ့ခလောင်းမွေအကြောင်း Red Death Snake လို့ခေါ်တဲ့ခလောင်းမွေတွေဟာမြောက်အမေရိကနဲ့တောင်အမေရိကတိုက်တွေရဲ့၆သွေးတဲ့သဲကန္နာရတွေကနေစပြီးစိမ့်လန်းတဲ့တောင်တန်းဒေသတွေအထိဒေသအနှက်မှာတွေ့ရတဲ့အစိပ်ပြင်းမွေအမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ထူးခြားတဲ့သတိပေးစနစ်ကြောင့်ကဘာပေါ်မှာထင်ရှားဆုံးတဲ့ကြောင်းရွံ့စရာအကောင်းဆုံးမွေမျိုးစိတ်တွေကနေတစ်ခုအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ခလားမွေတွေရဲ့ထင်ရှားဆုံးတဲ့အထူးခြားဆုံးလက္ခဏာကတော့သူတို့ရဲ့အမီးဖျားမှာပါရှိတဲ့အတံမြင်နေတဲ့ခလောက်တံပဲဖြစ်ပါတယ်။သူတို့ရဲ့အမီးပြားခလောက်ကလူတွေရဲ့လက်သေးတွေ၊စပင်တွေနဲ့အတူတူပဲဖွဲ့စည်းထားတဲ့အခေါင်းပွအခွင့်ဆက်ပုံစံမျိုးဖြစ်ပါတယ်။ ခလောင်းမွေတွေရဲ့အမိပြားကဘဲချိန်မှာအတန်မြည်တယ်လဲဆိုရင် သူတို့တွေအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါသူတို့ရဲ့အမိကိုတစ်စက္ကန့်မှာအချိန်60ကနေအချိန်100အထိအလွန်လင်းမြန်စွာတုံခါစေလိုက်တာပါဒီတောင်ခါမှုကလေထဲမှာခြောက်သွင်းတဲ့အကွင်းတွေကို တိုက်ခတ်စေပြီးတော့ကျေလောင်နဲ့ရှဲရှဲဆိုတဲ့အတံကိုထွက်ပေါ်စေတာပါ ဒီအတန်ကမတော်တဆနင်းမိခြင်းသို့မဟုတ်အနှောက်ရှက်ပေးခြင်းမှရှောင်ရှားရန်အတွက်အဝေးမှသတိပေးချက်အဖြစ်အသုံးပြုသောသူတို့ရဲ့တဘာဝကာကွယ်ရေးရန်တရားလေးဖြစ်ပါတယ်ကလောင်းမွေတွေမှာတရီတန်ပုံတန်းရှိတဲ့ကြီးမားတဲ့ဥကောင်းတွေရှိပြီးမျက်လုံးနဲ့နှာခေါင်းကြားမှာလည်းအပူချိန်အာယုံခံနိုင်တဲ့တွင်းငယ်နှစ်ခုပါရှိပါသေးတယ်။ဒီအင်္ဂါရက်ကြောင့်လည်းအမောင်ထဲမှာတော့နှွေးထွေးတဲ့သားကောင်တွေကိုအလွယ်တကူရှာဖွေနိုင်ကြပါသေးတယ်။ ဒါအပြင်သူတို့ရဲ့ခန္ဓာကိုယ်အရေပြားအရောင်နဲ့အကွက်တွေကလည်းပဝင်းကျင်နဲ့လာရောညှိထွေးဖြစ်အောင်အမျိုးမျိုးပြောင်းလဲနေပြီးကြောက်တုံးများတိရွတ်များကြားမှာတော့ကောင်းစွာဖုံးကွယ်နေနိုင်ကြပါတယ်။ခလောက်မွေအလုံးဟာအစိပ်ပြင်းတဲ့မွေအမျိုးအစားများဖြစ်ကြပြီးသူတို့ရဲ့အစိပ်မှာအ धिक အားဖြင့်သွေးကိုပျက်စီးစေတဲ့အစိပ်ပါဝင်ပြီးတချို့သောမျိုးစိတ်တွေမှာတော့အာယုံကြောတွေကိုပြက်စီးစေတဲ့အစိတ်တွေလည်းပါဝင်တတ်ပါတယ်။ သူတို့ရဲ့အစာစားပုံကတော့သူတို့ရဲ့သားကောင်းတွေဖြစ်တဲ့ကျွတ်၊ရှင့်၊ယုံအစာရှိတာတွေကိုကြိုက်ခဲပြီးတော့အစိတ်အသွင်းပြီးတဲ့နောက်မှာမှသားကောင်းကိုတည်ဆုံတဲ့အချိန်အထိစောင့်ဆိုင်ပြီးမျိုးချလေးရှိပါတယ်။ခလောင်းမွေကြိုက်ခံရမယ်ဆိုရင်တော့ဈေးကူသားမှုအမြန်ဆုံးခံယူဖို့လိုအပ်ပေမဲ့လေအများအားဖြင့်တော့ခလောင်းမွေတွေကလူသားတွေကိုမလိုအပ်ဘဲကြိုက်ခဲခြင်းမရှိတာလည်းဖြစ်ပါတယ်။ကြိုက်ခံရမှု အများစုဟာမွေကိုအနှောက်အယှက်ပေးပြီးခြင်း ဒါမှမဟုတ်အနီးကပ်ချိန်ချောက်မှုခြင်းတွေကြောင့်ဖြစ်ပွားရတာလည်းဖြစ်ပါတယ်။ခလားမွေတွေဟာဂေဟာစနစ်အတွက်အလွန်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ကြပါတယ်။သူတို့ဟာကြွက်နဲ့တခြားသောပိုးမွှားငယ်တွေရဲ့အရေးအတွက်ကိုထိမ့်ညိပေးတဲ့တဘာဝထိန်းချုပ်သူများလည်းဖြစ်ပါတယ်။သူတို့မရှိဘူးဆိုရင်ကြက်တွေဟာပေါက်ပွားလာပြီးစိုက်ပျိုးရေးနဲ့လူသားကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ခလောက်မွေတွေဟာသဘာဝရဲ့အံ့ဩဖွယ်တတ္တဝါများဖြစ်ကြပြီး သူတို့ရဲ့ထူးခြားတဲ့ခလောက်တန်ဟာတော်ရိုင်းဒေတာရဲ့တတိပေးအမှတ်အသားတစ်ခုပဲဖြစ်ပါတော့တယ်။